င်စူညံပွဲလောရိုက်စင်အောင်မဲ1 Friday 5 Y26 ပြခင်ကရှင်မဲကစားသွားခဲ့ကြတဲ့1 Friday 5 Y25 ပြောင်းမှာပြည်သူတွေအတွက်ရင်ကုန်စိတ်လို့ရှားကြသေးပြီးမကောင်းခဲ့ပေမဲ့ဒါမဲ့တစ်ပတ်တောက်ကြနေမှာကျင်းပသွားမယ်1 Friday 5 Y26 ပွဲစဉ်ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေကြတာဖြစ်ပါတယ်1 Friday 5 Y26 ပွဲစဉ်မှာပါဝင်ရှင်ပြိုင်ထိုးသက်သွားကြမယ့်ပွဲစဉ်တွေကလည်းတကယ်ကိုအကျင့်နဲ့ဖြစ်မဲ့ပွဲစဉ်တွေပါဝင်နေကြတာကိုမြင်တွေ့ထားကြရပါပါ။အဲဒီကောင်ဆင်ဝင်သွားဖို့ကောင်းတာကပရိသတ်တွေနေနဲ့အချိန်အတော်ကြာဝေးကွာနေကြတဲ့နဗီအာနိုင်ရဲ့ပွဲစဉ်ကိုပရိသတ်တွေနေနဲ့ပြန်လည်အားပေးသွားကြရမှာဖြစ်ပါတယ်။နဗီအာနိုင်အောင် မော်ရိုကိုနဲ့နယ်ဇာလန်နယ်ပွဲကိပောင်စင်ဖိုင်တာဖြစ်တဲ့ဟန်နာအာချီနဲ့ကိပောင်စင်ပွဲစဉ်ကိုရှင်မဲထိုးသက်သွားမှာဖြစ်ပြီးဒါနဲ့ပြီးအာနိုင်အတွက်ပထမဆုံးသောကိပောင်စင်ပွဲစဉ်အဖြစ်ရှင်မဲကစားသွားမှာဖြစ်ပါတယ်ဗဒန်ဝိတ်မွေတိုင်းချန်ပီယံတယောက်ဖြစ်တဲ့နဗီဟာပရိုက်ဝိတ်တိုင်းကိပောင်စင်ချန်ပီယံတယောက်ဖြစ်တဲ့ အန်နာဟာချင်းနဲ့ပဒံဝေတန်းမှာကိဘောင်စင်ပြိုင်ပွဲကိုရှင်းပြန်ကစားသွားရမှာပါ။အကယ်လို့နှစ်ယောက်ထဲကနိုင်နေတယောက်ကပဒံဝေတန်းရဲ့ကိဘောင်စင်ချန်ပီယံကပတ်ကိုစင်ကာပွဲရှင်းပြန်သွားရွယ်ရှိနေကြတာဖြစ်ပါတယ်။လက်ရှိပဒံဝေကိဘောင်စင်ချန်ပီယံဖြစ်ရည်တည်နေခဲ့တဲ့ဖိုင်တာကတော့ဂျေနတန်ဟကာတီဖြစ်ပြီး UK နိုင်ငံသားဖိုင်တာဟာအဆင့်တနေရာမှာရည်တည်နေခဲ့တဲ့တရုတ်ဖိုင်တာဝါယီရုကိုဒိုင်အမတ်ဖြင့်နိုင်ယူပြီးတော့ချန်ပီယံကပတ်ကိုကာကွယ်ထားခဲ့သူပါ။ အဲ့ကြောင့်လာမယ့်တစ်ပတ်တော့ကြာနေညမှာရှင်မြိုင်သွားကြမယ်နမင်းအာနိုင်နဲ့အန်နာဟာခြေတို့နှစ်ယောက်ကလည်းအနိုင်ရရှိသွားခဲ့တဲ့တယောက်ကကျွန်တော်တို့ဟန်ကဒီနေ့ရှင်မြိုင်ကပတ်လူပွဲကိုရှင်မြိုင်ကစားသွားရဖို့ရှိနေကြတာဖြစ်ပါရင်နောက်ပြီးဒီကရှင်မြိုင်သွားမယ့်ပွဲအစဉ်ကနမင်းအာနိုင်အထွတ်ပထမအဆုံးရှင်မြိုင်ကစားရမယ့်ကိပောက်အစဉ်ပွဲအစဉ်ဖြစ်ပါရင်ကိပောက်အစဉ်ပွဲအစဉ်ဖြင့်ပထမအဆုံးရှင်မြိုင်ကစားမယ့်နမင်းအာနိုင်အထွတ်စင်ကာပူတစ်ခုလို့ဆိုရမှာဖြစ်ပြီးဝင်တိုင်းဆရာကြီးကိုနိုင်ပြထားခဲ့တယ်လို့ပါ ီဘက်ကနေမင်းအာနိုင်နေတယ်သူရဲ့အားသာချက်တွေလို့ပြောရမယ်တရောင်ရိုက်ချက်ဒူးတိုက်ချက်တွေပါဝင်မှာမဟုတ်တဲ့အတွက်တိချာလေးပြင်ဆင်လာဖို့တော့လိုအပ်ပါလိမ့်မယ်လက်ရှိသူနဲ့ရှင်ပြိုင်မဲ့အန်နာဟာချီကလည်းရှော့တက်လို့မရတဲ့ဖိုင်တာဖြစ်ပြီးအန်နာဟာချီအောင်စူပါလက်ကိုတော့နိုင်ယူထားတဲ့ဖိုင်တာတယောက်ဖြစ်ပါရင်အဲဒီတော့နာဘီအာနိုင်နေတယ်လွယ်ကူမှာမဟုတ်တဲ့ပွဲလို့ဆိုရမှာဖြစ်ပြီးတစ်ဖက်ပြိုင်ဘက်ကသူ့လောက်အရင်မှမကောင်းပေမဲ့လည်းလက်တီထိုးချက်တွေကတကယ်ကိုကြောက်စရာကောင်းလို့နေတဲ့အန်နေပေးနိုင်တဲ့ဖိုင်တာတယောက်ဖြစ်ပါရင် ။နောက်ပြီးအန်နာဟာစီယာအခုမှအသက်29နှစ်သာရှိသေးတဲ့ fighter တစ်ယောက်ဖြစ်တဲ့အတွက် fighter တစ်ယောက်ရဲ့အကောင်းဆုံးအချိန်လို့တော့ပြောလို့ရပါတယ်။အဲဒါကြောင့်အန်နာဂျီနဲ့တပည့်အတိုင်းလွဲပွဲစဉ်ဟာပရိသတ်တွေကိုဖမ်းဆားနေဦးမယ်ပွဲစဉ်တွေလို့ဆိုရမှာပါ။နောက်တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်ကတော့မြွေတိုင်းပွဲကြီးကိုဆိုင်နေတဲ့သွေးလင်းထက်တွေ့ရဲ့ပွဲစဉ်ကလည်းမြမပရိသတ်တွေအတွက်ရင်ခုန်သန်းနေဆူညံစေဦးမယ်ပွဲစဉ်တွေပဲဖြစ်ပါဝင်နေကြပါပါ။ဒေသတနေ့ပဲရှိပြီဖြစ်တဲ့ Starway မြွေတိုင်း Starway Kickboxing Flyway မြွေတိုင်းချန်ပီယံဟောင်းကြီးဖြစ်တဲ့ကိုဆိုင်အေးလို့ Wi-Fi ဖိုင်တာတောင်နဲ့ Twin Link ထဲတောင်လာမယ့်တပတ်တောက်ချာကြမှာရှင်ပြန်သွားရမှာဖြစ်ပြီးအစောပိုင်းစင်မတိုင်းရင် Twin Link ထဲနဲ့ပတ်သက်ပြီးကိုစံရေးကအခုလိုပြောသွားခဲ့ပါတယ်။ Twin Link ထဲရဲ့ကစားဘောကိုကြည့်ပူပါရင်ရင်ဆိုင်ဘောတော်လေးကိုခက်ခဲတဲ့လူငယ်ဖိုင်တာပါသူရဲ့အားပြင်းတဲ့လက်သီးထိုးချက်တွေကထိုးကြတဲ့အချက်ပါ။ဒရီထားမယ့်အချားကစားခွက်တွေလည်းရှိနေပါသေးတယ်။ဒါပေမဲ့ Twin Link အားသာချက်ကအတွေ့အကြုံပိုင်းနဲ့ပွဲကိုဖတ်နိုင်စွမ်းရှိတဲ့အပိုင်းပါပဲ။ Twin Link ထဲနဲ့အကောင်းဆုံးရှင်ပြန်ကြပါရင်သူ့ကိုနောက်ထပ် Time Fighter တွေကိုနိုင်ယူပေးမပေးတော့ဘူးဆိုပြီးတော့ပြောကြားထားခဲ့တာဖြစ်ပါတယ်။ကလင်းထက်ကလည်းကြီးချင်နေပါလိမ့်ချင်နေတဲ့မွေတိုင်းဖိုင်တာ၅ကိုနိုင်ပြထားခဲ့တယ်လို့လာမယ့်တစ်ပတ်မှာလည်းကိုစံအေးလို့ဝိုင်းဖိုင်တာနဲ့ရှင်ပြန်သွားတော့မှာဖြစ်ပါတယ်